ဒါနာမန္တမဲတို့တိုင်းနိုင်ငံကြောက်ရွံ့ကွာမန္တမဲတို့တိုင်းနိုင်ငံမှာသူပြိဋိဘံစံမဲဆိုတာကိုစံကမှတ်ထားရပါဘူးအဲ့ဒီမန္တမဲတို့တိုင်းနိုင်ငံပြိဋိဘံစံကြောက်ရွံ့ဆိုပြီးကြတာကြောက်ကြအញ្ញံတဲ့မျိုးစပယ်အောင်ပါကဲကွာပြိဋိဘံစံစရာသူပြိဋိဘံနဲ့ကျင်းကွာဆိုပြီးကြတာဉာဏ်နာရှင်းတိုင်းနဲ့ဉာဏ်နာရှင်း မြတ်ဖက်ရဲ့ခင်ရေမြတ်ဖက်ရဲ့ခင်မြတ်တို့ကောင်းပြီမဲ့သူပြိကရာကျေရဆောင်နဲ့ဆရာဆောင်ကိုခါမပုံတရာဟံပါနဲ့ပြန်ပြိကရာထိုင်ပါတယ်အင်းရင်တို့ဒီကကောင်းတယ်တပင်ရှင်းရတယ်တပင်ဆိုတော့နှစ်ပင်ရှိနော်အဲ့ဒီနှစ်ပင်ရတယ်ဘောလေတစ်ခါတစ်ခါတော့မဟုတ်ဘဲနဲ့အပွင့်နေပွင့်ပြိကရာလား ဘုရားရဟန်းမကလေးဒီဘုရားဘုရားပါတဲ့ကိုင်းညို့ကိုပြေးကြတာအဘွင့်လေလေရဲ့လို့ခဲနဲ့ဘာမှလေလေလေညှင်းလည်းမတိုက်ခဲနဲ့ပေါင်းနေတယ်ဘုရားဆိုတော့ကြောက်ရတယ်ဘုရားရဲ့ခါခါရဟုတ်ဘူးလို့ဘုရားကမှတ်ထားတယ်ဘုရားရဲ့ခါခါရဟုတ်ဘူးကြွေကြတာလည်းသူ့အတူလေတွေပါတဲ့ကြွေရရမဟုတ်ခဲနဲ့ပေါင်းနေပူဇော်တယ်ဘုရားမှန်ပါပါ ဘူးဇောရတဲ့ဘက်ကတော့ကြိုက်တယ်။ဒီကနေ့ကကြိတ်တယ်။ဒါလည်းဘူးဇောပါလား။အဲ့တည်းရှိတဲ့တပည့်တော်မှအခါမုတ်ပန်းနဲ့ပွင့်ပေးကြတာပေါင်းမယ်လို့ဘုရားပေါ်မှာတခါလည်းပေါင်းလို့ရကျဲတယ်လို့ကျဲကြတယ်။ဒဲဒီလိုပဲပေါင်းပါလား။ပြိဿဆောင်တဲ့နေရာတွေရောက်တယ်နော်။မှန်ပါ။ကောင်းရဆုံးမှာကြာတဲ့ရာမပြမာတွေကလည်းမန္တရဝပုဂ္ဂိုလ်ပန်းတွေတခါလည်းကျဲချတယ် နတ်တွေကအမြင်ရဘူးပန်းနေရပြန်အောင်မှာဆွေးပြီးကျဲချက်ကြပူဇော်ကြတာပေါ့နော်နောက်ဆုံးတော့ပူဇော်ခြင်းပူဇော်ကြတာဆိုတော့ရရရတဲ့ရင်ကုံနေရောဘောတဲ့အမှန်တန်ကြည့်ကြတဲ့ပူဇော်ဝဲကြီးဆိုတာမောင်နိုင်ပြီလောက်ပါဘူးမှန်ပါဘူးဒီမှာမှာကလေးဉာဏ်မာရီကလည်းအမှန်တန်မှုကြိမ်နှမ်းတဲ့အမှောက်ကြီးကောင်းဉာဏ်နဲ့ပြိတ္တကလည်းကျဲရတယ်ဒါကလည်းကျဲရဉာဏ်လည်းရှိနေဒါလည်း ဒီမှာဒါဝိညာဉ်မှာပြမလိုက်တာဒီကလာအာရုံစုစုဝဲကြီးဆိုတာကဓမ္မတွေသိနေပုံပါ။မှန်ပါဘူး။နောက်ကြောင်နဲ့ပြီးရောက်ဟုတ်ကြ။မျိုးမျိုးအတိမဟုတ်တဲ့နဲ့ပူဇော်ခွဲကြီးပူဇော်နေကြတယ်။ရဟန်းကြီးရောနာကကြား။ဩဒါတွေပဲ။နောက်လူဓမ္မတွေစီတာနေပဲ၊ဘလူရာနေပဲဆိုပြီးကြတာ။အမနန္တာအင်းမြောင်းတာဒီနဲ့အတိမဟုတ်တဲ့နဲ့ပူဇော်ကြ။ ဒါပူဇော်မျိုးစုံလို့ပေါ့လေနော်အဲ့ဒီကမှညာငါမင်းပါကြည့်နေတယ်ကျန်ရားကပူဇော်တော့လို့အင်းရမယ်ဘယ်ဒီကောင်းကျင်ခါကြရမဟုတ်ဘဲနဲ့ပွင့်ပြီးရှင်ပြားတော့ကံကြီးကျွေးကြတာလေမန္တရဘုဘပန်းနေလေကျွေးကြတာဒါတွေနဲ့တွေကကျဲလို့ဒါကမှမဟုတ်ကြတဲ့ဘုန်းတွေမြမတွေကကျဲချပြီးကလာလေပူဇော်ကြရပြီးတော့အားသင့်မဟုတ်ပါဘူးခင်နောက်ပြီးတာမဟုတ်တာနေရာလေးကျူးလို့ညာလို့ အဒီမဟုတ်ရင်လည်းဘုဇောပတ်ကြကြတာလေအမှန်ကထူးခြားပါလေတဲ့နောက်ဆုံးလို့ဘုဇောချင်းသူဘုဇောကြတာလေပြီးတော့ကြီးညိုလေးစားနေပါလေဆိုတော့မှရောသောအနန္တာဥပဒကောဝါဥပဒတိဝါဘိက္ခုဝါဘိက္ခုနီဝါဓမ္မာနုဓမ္မပရိပန္နောသာမိစုပရိပန္နောအနုဓမ္မစာရီသောတ္တထာတံပူဇေတိ အပ္ပစီတိပရမယပူဇယပူဇိတိတရားတွေဟောလိုက်ဉာဏ်သာတဲ့အင်းမြေဝင်တို့တရားတွေခုအခါဘုရားနဲ့ဘုံဘင်္ဂပူဇောရတာလေအမြတ်ပူဇော်တယ်မင်းမီလိုက်ပါနဲ့ကွာအမြတ်ဆုံးပူဇော်ရဲ့မီလိုက်ပါနဲ့နော်နတ်တွေကမန္တရောကမန္တရောကပန်းတယ်ကိုကျဲချတာလေအမြတ်ဆုံးပူဇော်တယ်မင်းမီလိုက်နဲ့ဇမားတွေက ဟုတ်ကြံတယ်အဖုံးတွေငါပေါ်မှာပူဇော်ပတ်ခဲ့ကြတယ်ငါနေကြိုင်းလှိုင်းလေးကြတာနေတယ်ဟိုလည်းပူဇော်ဆုံးလို့မင်းမယူလိုက်ပါနဲ့ကွာအတိမုတ်တွေနဲ့ပူဇော်ပတ်ခဲ့တာတွေလည်းမင်းကြားတဲ့တိုင်းဒါတွေလည်းပူဇော်ပတ်ခဲ့တာဟိုလည်းပူဇော်ပတ်ခဲ့တယ်လို့မှတ်တာပေါ့ကွာတဲ့ဆိုတော့အမြတ်ဆုံးပူဇော်ခြင်းတော့ဖြင့်ဒါမဟုတ်သေးဘူးမှန်ပါမှန်ပါမောင်းနိုင်ပါရဲ့အမြတ်ဆုံးပူဇော်ခြင်းတော့ မြတ်ဆုံးပူဇော်ခြင်းတော့ဒါဟုတ်သေးဘူးလေဓမ္မတို့သိချာမှတ်ပါနော်အခုပူဇော်တာချင်းတန်းကုန်ပြီဆိုရပါမယ်ဒါမြတ်ဆုံးပူဇော်ခြင်းမဟုတ်ဘူးဘာုံတို့မေးတော့မှာရောသောအနန္တဓမ္မနုဓမ္မပိပန်တော့ဓမ္မိစီပိပန်တော့အနုဓမ္မစာရီဆိုတော့ဒါတော့မှတ်ရရတာ တရားကျင့်နေတာမှပူဇော်ရမည်ကွာဘုရားဟောနေပါတယ်တရားကျင့်နေတာဒီဒီကဓမ္မတို့ပူဇော်ရည်မြည်ပါတယ်တရားရိုးသိပြုနေတာတရားကျင့်နေပြီဒီကရနေတာတရားတိုင်းနှလုံးသွင်းနေတာအဲ့ဒါလွန်ကဲတော့ပူဇော်ခြင်းဆိုတာဒါကွာဒီဘောင်နန္ဒရသေးသေးချာချာမှတ်တာဘုရား ဆံလိုက်ပြိဋိဘံဆံခံနေမှာနော်မှန်ပါအဲ့ရညာကောင်းတော့မြတ်ကိုကောင်းပြီးပြေကြရခြေတစ်ဘက်နဲ့ခြေတစ်ဘက်လောင်းတင်းပြီးကြရမကြရင်ပြိဋိဘံဆံတော့မယ့်အချိန်မှာပူဇော်ခြင်းပူဇော်ရကပူဇော်ရဲမှာဖြင့်ဒီပူဇော်တရားကျင့်ပြီးကြရဓမ္မနုဓမ္မပြိဋိဘံနာသာမိစိပြိဋိဘံနာအနုဓမ္မဇာရီဆိုရဲကြည်ကြံကြုတ်အားထုတ်နေတာဒီဓမ္မကဘုရားရှိခိုးနေတာပြပါတယ် သီလဆောက်တည်နေရတဲ့သာပါတာရယ်ဆိုတော့ပူဇော်ရပူဇော်ရမှာမောင်းနိုင်ဘယ်လိုမှတ်ပါလဲတရားတရားရှိတယ်အမြတ်ဆုံးပူဇော်တာဒါပဲလို့ဓမ္မတွေမှတ်လို့ရမှာအမြတ်ဆုံးပူဇော်တာတရားရှိတယ်တရားရှင်ပိဋကကနေတာအမြတ်ဆုံးပူဇော်တာပဲဆိုတာမောင်းနိုင်မှတ်ဖို့မှန်ပါဘူးအဲပူဇော်ရကြလားပူဇော်ပါဘာလဲကြားရတရားရှိတယ် ဘယ်နဲ့ကြောင့်လဲလို့ဆိုတော့ဘုရားရှင်ကိုယ်နဲ့ကြည့်ကြောင်းလို့လေဓမ္မတွေဝိသဘုံနာမဟောမိနတ်ထောင်ကြည့်ပါဦးတိန်တော့ကြာနေရံဆိုတဲ့ငါနိဗ္ဗာန်ကိုကူးမြောက်ဆိုလို့သူတို့လည်းကူးမြောက်စေမယ်ဆိုတဲ့ဆန္ဒအမှန်တော့ပြင်းပြဘူးရှင်းပြပါကိလေသာဝဒုက္ခမှာမဟုတ်တော့မဟုတ်ရရင်ကိလေသာဝဒုက္ခမှာလွတ်စေမယ်ဆိုတဲ့ကျင်းဝါပြီးဘုရားရှင်ယူလာခဲ့တယ်ဆိုတာလည်းမောင်နိုင်လို့သိရပါတယ်မှန်ပါသင်္ဍာန်ရံမဟုတ်တော့မဟုတ်ရရင် ဗုဒ္ဓဘောရိယနာသစ္စာ၄ပါးနိဗ္ဗာန်တရားကိုသိတယ်လို့တရားဓမ္မတွေလည်းသိစီရမယ်ဆိုပြီးရှင်းသွားပြီးဘုရားအချက်ကိုမရရယူခဲ့တယ်ဆိုတာလေအားလုံးတရားဓမ္မတွေသိမှာပါဘုရားအဲ့ဒါသူကနိဗ္ဗာန်ရသွားတဲ့အပြည့်ကသူကြိုက်ဆုံးဆိုတာလေသူ့ရည်ရွယ်ချက်ကလည်းဒါပဲဖြစ်နေတော့နိဗ္ဗာန်ရအကျင့်ကျင့်နေတာသူ့အများဆုံးကိုယ်စော်တာပဲ ခွင်းကနှစ်ပန်းနဲ့ပူဇော်တာအင်းရမင်းကြီးကပူဇော်တာဓမ္မရေကအမှုတိုင်မှုန်နေကောင်းငံနေဖြူလိုက်တာလေအဒီမဟုတ်တင်နဲ့ပူဇော်ပတ်တာလို့ကြတာအမြတ်ဆုံးပူဇော်တယ်လို့ငါဖျားကမယူဘူးကွာဘုရားကဒါသေးသေးချာချာမှတ်ထားပါဆိုတော့ဒီရဟန်းရဲ့ရုံနေတဲ့နိဗ္ဗာန်ရောက်ကြောင်းဖြစ်တယ်ဘုရားကလည်းကြည့်ရစသေးတာကလုံနေတာအဖြစ်ပူဇော်ရပူဇော်တယ်မှာ ပါရမယာပူဇာရပါရမယာလွန်ကျဲတော့ပူဇာရပူဇော်ခြင်းမြည်ဒီဟောတိချိဆိုတဲ့တိုင်းတဲ့မောင်နိုင်ကအကြီးဆုံးပူဇော်တာကဖြင့်မောင်နိုင်တို့လုပ်နေတဲ့ဝိသနာတွေလုပ်နေတယ်လုပ်ပါတယ်ရှင်းညရှင်းပါအကြီးဆုံးပူဇော်တာကဖြင့်ဝိပဿနာအလုပ်လုပ်ပြီးကြလားနိဗ္ဗာန်မျက်မှောက်ပြုတဲ့အလုပ်ကိုလုပ်နေတာဒီဒါအကြီးဆုံးပူဇော်ပွဲကြီးကိုမှတ်လိုက်ကြပါသဘောပါကြပါ ဒါပြန်တို့မှာတရားတော်မတွေကတရားတော်ကျူးစမ်းနေရတာပဲသူများတွေကလေ့ကျင့်နေတယ်လို့ဘောင်တိုင်းတို့ကိုသံဃာတွေကအောက်မေ့နေပါနဲ့အကြီးဆုံးကိုတော့ပူဇော်တဲ့အဲမှာအကြီးဆုံးကိုရထားလို့ရှင်းဖြစ်အငယ်တွေကတွန်းဝင်သွားတယ်ဆိုလို့ရှိရင်လည်းမလွဲပါဘူးရှင်းရရှင်းပါဒါမှမလုပ်သေးလို့ရှင်းဖြစ်အကြီးဆုံးပူဇော်တဲ့ဘုရားကိုမနှွဲရသေးဘူးလို့ဘောင်တိုင်းဆိုတယ်မဆိုဆိုတတ်ပါ ရှင်းပြီရှင်းပါဘူးကောင်းပြီဒါပြန်ဗျာဓမ္မဓမ္မနုဓမ္မပရိပန်တော့တာမိတ်ရှိပရိပန်တော့မနုဓမ္မဇာတိဆိုတဲ့ဥစ္စာအကြီးဆုံးပူဇော်တဲ့နေရာဖြင့်ဓမ္မတို့သိတဲ့တိုင်နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့အနည်းဆုံးကြောင်းဖြစ်တဲ့ဥပဒနာအလုံးလုံးနေတာဟာအကြီးဆုံးပူဇော်နေတာပဲလို့ ဆုံးဖြတ်ကြပါဘုရားရှင်းညဘုရားဒီလိုမှုဆိုပဲပြောပါလေဘုရားတရားပြနေတဲ့အလုပ်ကြီးဒီလိုမှုဆိုပဲအလုပ်ပါပဲဆိုတာသိသိကြကြမှတ်ပါဘုရားတရားပြနေတဲ့အလုပ်ကြီးအဒီလိုမှုဆိုပဲဘယ်ချင်းဟောတယ်ဆိုရလဲမောင်နိုင်ကအခုကမလုံးတော့ဘူးဘုရားပြိဋကဆံမဲတို့မြောက်တို့ခေါင်းကျပြီးခြေတစ်ဘက်က အဲအောက်ခြေဘက်ကရှင်ဘောတစ်ချက်ကခကူကူထားမှာဘုံသရံနဲ့နေတဲ့အချိန်မှာပဲအငင်းပင်ပြုံတစ်ခုကလည်းအခါမပွက်နဲ့ပွင့်ပြီးအပွက်နဲ့ဖြေကြပြီးပူဇော်ကြရနော်မန္တရောကပန်းနေရတယ်ပူဇော်ကြဘူးလားပူဇော်ပါဘုရားကပန်းမရခြေကြနော်အင်းဒီမှာတွေကလည်းမွေးကြညာမဟုတ်ဘူးမဖြူကြဘူးဖြူပါအဲ့ဒါကိုကြည့်ပြီးသူဟောတာဒါကြပူဇော်တော့ပူဇော်ရတယ်ကွာတဲ့ ခဏကတရားကျင့်ပြီးပူဇော်တာနဲ့ဆိုင်ရုပ်ဓာတ်မမြတ်သေးဘူးရှင်းညာအဲ့ဒါကြောင့်ဘုန်းကြီးဒကာရမတွေဒီလို့ကျင့်အကြီးဆုံးကိုလို့ရှိလို့ကျင့်အကြီးဆုံးလို့ကိုပေါင်းတယ်လက်မလုံးမတော်မှာပဲဆိုတာမှတ်ကြပါဘုရားဒါကကြည်ကျင်တဲ့သဘောကြိုက်ပါဘုရားအဲ့ဒါမလဲကြပါရင်လည်းဒကာရမတွေဒီကိစ္စမပူဇော်ဘူးလို့မဆိုပူဇော်ရပါတယ်နော်ဒါတော့အကြီးဆုံးပူဇော်ပွဲကလက်မလုံး ဟုတ်တယ်ဟုတ်တယ်ဗျာဘုန်းကြီးကဟောတယ်အလားဘုရားရှင်ကိုရဏိကြီးကအနန္တပူဇော်ပွဲတဲ့မှာဒီပူဇော်များဆုံးกว่าသူပူဇော်တွေကိုအရင်ပြအဖေးကလည်းဤရဏကိုယ်တိုင်နဲ့မြင်ပြီးတကလာနေတဲ့ခဲကမှာနောက်ဆုံးမဲ့ပရိသေဗံသံဃာကြီးမှာပြောခဲ့တယ်ပူဇော်ပွဲကြီးကအပြင်ယနေ့ညရှင်းလောက်ပါပြီဘုရားကလည်းပူဇော်ပြပါတရားရတယ်တရားနဲ့ရှိခိုးရတယ်တရားကျင့်နေရမှာမောင်မေဘုရား ကျင်းကြရှင်းပါဘူးဒါနဲ့တရားအကျင့်နဲ့ဟာကိုယ်ကလည်းပြင်မချီသေးဖြစ်စေမောင်နိုင်ဘာလုပ်နေတာပူဇော်နေပူဇော်ကပူဇော်တယ်မာရကရှင်းလိုက်ပါဦးအကြီးဆုံးပူဇော်ခြင်းအမြတ်ဆုံးပူဇော်ခြင်းကိုသူလက်ကင်ထားနေတယ်မှန်ပါရှင်းမှာရှင်းပါအဲ့တော့ခေါင်းကဘာလို့ကိုးပြရတဲ့ ငါကုမနာနာနိဗ္ဗာန်ပဲကုမြောက်နိုင်တယ်ဆိုတော့တော်ရီကုမြောက်သေးလို့ငါဖရာစိတ်ကိုအရာယူလာရဲဆိုတဲ့ကျင်းသွားလို့နေလဲသုံးချက်မရှိဘူးလားရှိပါဘူးအဲ့တော့ဘုရားရှင်ကရမတိပြောတဲ့ကဘုန်းကြီးကဥမာပြောရမှာဆိုလို့ရှိရင်ပြင်လူတယောက်ကအမှန်ကြီးပန်းပေးတကလာတဲ့ခါကျတော့ပြင်ရေးထားပါတယ်အမှန်တမ်းမှရေးတော့ခြင်းတယ်ဆိုလို့ရှိရင်ပြင် သမင်းပေးတာနဲ့ရေးပေးတာနဲ့မောင်နိုင်သူဘ누구ကပုံမဘ누구ကိုပုံမနှက်သက်မယ်ဆိုတာဓမ္မတွေတွေးကြည့်ရေးပေးတာပုံသက်ဘာကြောင့်လို့ဆိုတော့ရေးထားလာနေတဲ့အခါရေးရေးကြည့်မှန်ပါရေးထားလာနေတဲ့အခါရေးရေးကြည့်ပါဒီမှာဘုရားရှင်ကောမေကြီးကနိဗ္ဗာန်မင်းဟူသောတရားကိုရက်စီခြင်းတဲ့သဘောကိုသူအဓိကထားမှန်ပါတော်ပါဗျာအဲ့ဒါနိဗ္ဗာန်ရတဲ့အလုံးလုံးနေတာဟာသူ့ဘူးစောတာပဲမှန်ပါ ရှင်းပါနိဗ္ဗာန်ရတဲ့အလုပ်လုပ်နေတာမှန်ပါပါအဲတရားပူဇော်နေတာဖြစ်တော့ငါကရေတောင်းတယ်ဆိုတော့ရေမပေးဘဲနဲ့ဆဲလိုက်ပေးလို့ပေးအဲဓမ္မပေးလို့ပေးအဲမဘဲပြေတာပေးလို့ပေးဆိုလို့ရှိရင်ပေးလို့လာယူလိုက်ရတယ်အကျိတ်ကြီးတော့မကြသေးဘူးမှန်ပါပါပေးလို့လာယူလိုက်ရတယ်အကျက်ပါဘုရားဒါကြောင့်ခွင်းတို့တရားဓမ္မတွေဘယ်အကျက်ကြီးကြိုက်တာဖြင့်ယနေ့ညာ ဘုရားဆက်ခြင်းပဲဒါရှင်းလင်းပြောပါမှန်ပါဘုရားကြိတ်ဆုံးပဲရပါတယ်ဘုရားဘုရားကြက်နေတာဟာမောင်းနိုင်မနဲ့အဲ့ဒါရှင်းပါရှင်းရှင်းပါအဲ့ဒါကြောင့်တရားဓမ္မတို့ဒီဥစ္စာကိုအင်းရင်မင်းမျိုးရမ်းမှာမြောက်တော့ကောင်းပြီပြီးရကြတာခြေတစ်ဖက်ရှင်းပြီခြေတစ်ကထဘဝနေပြီခက်ကိုယ်ဝေးတဲ့သာမဘုံတရားနဲ့နေတော့မှာပူဇော်ပွဲမှာအကြီးဆုံးလက်တည်ဓမ္မရေးပူဇော်ကြတာကို မြင်လာတဲ့ဒီတော်နဲ့မင်းမြင်မလားဒီပူဇော်ပွဲတွေဟာအမြတ်ဆုံးပူဇော်ပွဲလို့မယူနေအောင်ကွာကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာအမြတ်ဆုံးပူဇော်တာပဲကွာဆိုတာဒီနေရာမှာကိုရှင်းပြရမှန်ပါသံဃာသဘောပါပါပါဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေ ။ဩဖရာမြတ်ဆုံးပါရဲ့ပူဇော်ပါရမလဲလို့ကိုယ့်အကူမေးရင်တော့ဖြေရကြ။ဖြေပါဘာလို့ကြမလဲ။ဖြေပါဘုရားကျင့်ပါလို့ဘုရားကျူးစားနေကြပါဆိုတဲ့ဥစ္စာကိုဖြင့်ဖရာဓမ္မတော်မှာစိတ်ကြုံမှုတွေဆိုတာဖြင့်ဉာဏ်နေကိုလိုသေးလား။မလိုပါဘူး။ရှင်းပြီနော်။ရှင်းပါပြီ။အဲ့တော့ တခါဒီပရိသတ်ဆိုင်ငံကြီးမှာညီတော်နန္ဒအရှင်ဘုရားရှင်ဘုရားမရှိလို့ရှင်ပြီဆရာသမားတွေ क्वे တဲ့တတိတွေဟိုရည်ရည်ရည်ရမှုတွေကတော့သွားမြကုန်ကြတော့မှာလားဆိုပြီးညီတော်နန္ဒဒီပရိသတ်ဆိုင်ငံကြီးကမေးချာလေးနော်ရှင်ဘုရားမရှိလို့ရှင်ပြန်ဝလေးဝကြီးဖြေလိုက်သလိုတောင်လေရာမြောင်ရောက်လေတာတောင်ဆိုလိုတဲ့ကုန်လွဲ့ပြီးဒီကရာသုံးမဩဝါဒကျင်းတော့မှာလားခဲရမေးတဲ့အခါကျတော့လေ ရကောင်းလေးတွေမောင်းနိုင်အခုပြောတာလေမှန်ပါရောအနန္တမယဓမ္မောစဝိညောစဒီတိတော်ပြည့်မြတ်တော့သောမမေဈေနသတ္ထာရဤကံလာငါဘုရားမရှိမယ်မင်းပါဘူးရရှိကြလေငါဟောတဲ့ဘုရားတွေမင်းတို့သုတ်ပြီးဓမ္မဝိနည်းရေကုန်ရှိပြီအဲ့ဒီဆရာတွေပြောတာနားကြောင်နေလို့ရှိရင်လည်းဘုရားပြိဋိဘံ အခြေရပရိနိဗ္ဗာန်ဆံသွားတယ်ဉာဏ်ပရိနိဗ္ဗာန်မဆံသေးဘူးဆိုရင်မင်းသိလောက်ပါပြီမှန်ပါခန္ဓာကြီးရပရိနိဗ္ဗာန်ဆံသွားတယ်မှန်ပါအဆုံးအမပရိနိဗ္ဗာန်ဆံမှာရောမဆံပါဘူးအဲ့ဒါကြီးကျင့်ပြီးကြတာမင်းတို့လိုက်ကြမယ်သလို့ရှင်းရဘုရားကြီးအများကြီးကြံရတဲ့ကွာဆိုတာကိုလေဒီပရိနိဗ္ဗာန်ဆံတာကြီးကိုပြောချင်မှန်ပါရှင်းမှာရှင်းပါဘူးဒါဆိုကြရင်ကိုယ်နဲ့ကြည့် အထေရပြိနိဗ္ဗာန်ဆံသွားတယ်ဟောပြောတဲ့တရားတွေပြိနိဗ္ဗာန်ဆံပါရဲ့မဆံပါဘူးအဲ့ဒါတွေကမင်းတို့ဆရာတွေဖြစ်ပြီးကွာတဲ့သူတို့ကဆုံးမတာသူတို့ကတွန်သင်တာသူတို့ကသမြတ်တာတွေကိုမင်းတို့ကလိုက်ပြီးဒီကလာကျိုးရပြေကာနေရမယ်ဆိုအိုးဘုရားတော်ရှစ်ပေါင်းလေးတော်ထားခဲ့တယ်လို့မင်းမှတ်လိုက်ချမ်းပါမှန်ပါပါဆိုတော့ဝေဒနာကအငဲ့ရရရှိရှိပါမလိုက်လာတဲ့ပုဂ္ဂိုလ်မှာဖြင့်ကိုကျွန်းနေပါမှန်ပါ မလိုက်နိုင်တဲ့ပုဂ္ဂိုလ်ပဲရံကိုယွန်းနေတော့ဆရာဘုန်းကြီးကကြွားပါရင်လုံးဆိုလို့ချင်းကိုယ်ကဒုက္ခတွေဒီတော့ဘုဝေနာဘေဒီဘေဒုက္ခတောကပရိဒီဝဒုက္ခတွေကလည်းအများကြီးလိုမြည်ရှိပါရဲ့ဒါနဲ့ဓမ္မခန္ဓာပေါင်း၈000ရောင်ဘုရားတွေပြောတာဒီလိုချင်းဒီလိုကြံဆိုပြီးပြောတာကိုမလိုက်နိုင်လို့ချင်းဖြင့်ဒုက္ခရှိရတဲ့ဖြင့်ဒုက္ခမသိတဲ့ပုဂ္ဂိုလ်တွေမှာကိုယ်ပါဝင်ဖြစ်ပါတယ်။မှန်ပါဘူး။မလိုက်နိုင်ရင်မလိုက်နိုင်ရင်နော်။မှန်ပါဘူး။ ဒုက္ခရှိရနဲ့ဒုက္ခမသိနေခဲ့ကိုပေါ့မကြောက်ဘူးကြောက်ပါအဲ့ဒါကြောင့်ဘုန်းကြီးတွေတော်တော်များကြီးဒီခန္ဓာကြီးကိုဘယ်ခန္ဓာဒီခန္ဓာကြီးကဘယ်လိုခန္ဓာပါလဲမလို့လို့မေးရခါကြလို့ရှင်းပြဥပ္ပေရှိတဲ့ခန္ဓာကြီးနာဝေရှိတဲ့ခန္ဓာကြီးသေဝေရှိတဲ့ခန္ဓာကြီး သဘောကျကျသောကပရိသောကဆိုတဲ့ဆွေမှုရှိတဲ့ခန္ဓာကြီးပရိဒေဝဆိုတဲ့ငိုကျွေးမှုရှိတဲ့ခန္ဓာကြီးငိုကျွေးမှုရှိတာသူကမြေထွက်လာတာပဲသူကလည်းနားရကျင်နေဆိုတဲ့ဒုက္ခကမရှိဘူးရှိပါဘူးအဲသူကလည်းစိတ်ချမ်းသာတဲ့ဒုက္ခအတော့ကမရှိကြဘူးရှိပါဘူးသူကလည်းကျင်းစွာပင်မနဲ့ဥပါယတာဆိုတဲ့တရားတွေရှိပါဘူးအဲဒါတွေရှိရခန္ဓာကြီးဒါရီမှုဆိုရှိတဲ့ခန္ဓာကြီးကိုဒကာဓမ္မတွေကမသိဉ္ဇဉ်မှုမဆဲဉ္ဇဉ်မှုဆိုရင်ဖြင့် ဒုက္ခကြီးကိုပိုက်နေရတာကိုပဲလေလူမိုက်မှုကျင့်တတ်တဲ့ဒီပဲရောက်ပါတယ်မှန်ပါဒုက္ခကိုပိုက်နေရတာလူမိုက်မှုကျင့်တတ်ကျင့်တတ်ကောင်းပါလားကျင့်တတ်ကောင်းပါလားမကျင့်တတ်ကောင်းပါဘူးဆိုတော့သဘောကျပြန်ပါအမှန်တော့မဆိုးပါဘူးဆိုးပါဒါနဲ့ဘုရားရှင်ကိုရမေကြီးရတရားလေးဆုံးမှဉာဏ်ရတာဘာမှမကူနဲ့တော့ဘုရားတော်ပြဆောင်နေတာက45ပါးလုံးဘုရားရှင် ဒီလိုဒီရောတာဟောတိလာတိလာတွေဟောတာလို့ရှင်မြင်တိလာကိုဟောရတဲ့တိလာတွေအားဖြင့်ကိုခရကဒေဃာဓမ္မတွေထုံးမှာဥပဒနာရှင်တွေကိုဟောရတဲ့တရားကဒေဃာဓမ္မတွေသဏ္ဍာန်ရှိတဲ့ဘုဝိနဝိသေဝိသီသွားတဲ့ပရိစ္ဆေသမုပ္ပါဒီဖြာဒီလိုမနေဘူးလားဒီပါမတရားဟိုင်းမတရားပုံညာတရားတွေကြရတယ်ဒေဃာဓမ္မတွေပရိစ္ဆေသမုပ္ပါဒီအမြင်တွေကဖြတ်ပြီးကြတာပုံညာတရားဆိုလို့ရှင်မြင်ဖြန့်တယ်ဆိုရပြီလို့မဆိုရကြဘူးဒီပါ ဲ့ဒါရေရပြေကြတာနေလို့ချင်းတင်တာဒါသူ့ဆရာသူ့ဆရာကနားထောင်လိုက်တဲ့အတွက်သူယူပဲသူယူပဲကိုယ်စီကိုငါခံစားကြရတယ်ဆိုတာလည်းညင်းနေဖို့မလိုပါဘူးရှင်းမရှင်းပါအဲ့ဒါကြောင့်အားရမယ့်ကြာမရှိပါဘူးဆိုတဲ့အိပယ်ဒီနေ့ရှင်းပြနော်ဟုတ်ပါဘူးကဲကွာငါပြောရတယ်အခုအရင်တက်ရင်ပဲကြံတော့လေရှေ့ရဲ့တိတ်ပြီကြလားမပြောနိုင်တော့ဘူး သူဝိညာဉ်ဖြုတ်ဖို့ကမောင်းတယ်အာယံတဲ့ဝင်ကြတယ်လူပြောနေတာကတော့ကြော်သွားတယ်အဲ့တော့ကွာတဲ့က45ဝါးကျင်းမှာဟောခဲ့ပြောခဲ့အဆုံးမတွေဟာတိတိကျကျမဲ့နောက်ဆုံးပြီးဆုံးမတဲ့စကားလို့ဆိုပြီးနိဗ္ဗာန်ကမမေ့နဲ့ဟုတ်ပါဘူးဟောလို့ပါတယ်လို့ဆိုတော့တတိပဋ္ဌာန်မမေ့ဟောနိုင်ပါဟောတတိပဋ္ဌာန် ရှင်းပါဘူးသတိဉာဏ်ဆိုတော့ဝေဒနာရှိတဲ့ပုဂ္ဂိုလ်ဝေဒနာရှိနေသိရှိတဲ့ပုဂ္ဂိုလ်သိရှိပါဘူးသိရှိရုပ်ရှိတဲ့ပုဂ္ဂိုလ်ရုပ်ရှိပါဘူးသစ္စာရှိတဲ့ပုဂ္ဂိုလ်သစ္စာအဲ့ဒီလိုသတိဉာဏ်မမေ့ရကွာအဲ့ဒီသတိဉာဏ်မမေ့လို့ရှင်းခြင်းတဲ့မင်းတို့တွေကဆင်ဒုက္ခအဆုံးရောက်ပါလေမှန်ပါဘူးတော်ရပါဘူးသတိဉာဏ်မမေ့ရင်ဒုက္ခအဆုံးရောက်ပါလေ ဟုတ်ကံတရားဒုက္ခသစ္စာကြီးအဲ့ဒီဒုက္ခသစ္စာကြီးဆုံးပါလိမ့်မကွာဒီဒုက္ခသစ္စာကြီးပါလေဆုံးပါလိမ့်မယ်တဲ့ဂရိကံကမမေ့ကြလို့ဂရိကံဆိုတာကဓမ္မရိယဓမ္မနုပတိဝရဓမ္မနုပတိဝဆိုတဲ့ဖြစ်မှုပြမှုကိုမမေ့ကြလို့ရှင်းရင်တင်္ခါရတရားတစ်တက်တယ်ကွာ ဟုတ်ကြလားသင်္ခါရတည်းပြတ်တတ်တယ်กว่าဆိုတော့ဟာသပစ္စယာဆိုတော့ပစ္စယာဆိုတာသင်္ခါရမှတ်လိုက်ဟာသပစ္စယာဝိညာရှင်းမလားရှင်းပါဟာသပစ္စယာလို့ဆိုတော့ဒီကဝေဒနာမပေါ်ခင်လေးမောင်းနေရအော် तू ကပြုပြင်တဲ့တရားပါလေမှတ်လိုက်ဟုတ်ပါဟုတ်ကြလားအဲပြုပြင်လိုက်ချင်းကြောင့်ဟာသပစ္စယာဆိုတော့ဟာသပစ္စယာဟာသရီဟူသောပြုပြင်မှုကြောင့် ဟုတ်လားဝေဒနာဝေဒနာဒီဥပ္ပဒိတိဖြစ်ပေါ်လာ၏ဒီလိုမနေဘူးလားမနေပါဘူးခါသတိဆရာကပြည့်ပြင်းတယ်ဗျာမှန်ပါဝေဒနာကပြည့်ပြင်းလို့ပေါ်တယ်ဗျာမှန်ပါသဘောကျခါသတိဆရာကပြည့်ပြင်းပါဝေဒနာကပြည့်ပြင်းပါဗျာအဲပြည့်ပြင်းလို့ပေါ်လာတယ်ဗျာခန္ဓာကိုယ်လုံးမှာချုပ်ပြလိုက်ပါတယ်တဲ့ဓမ္မတို့ကဏ္ဍမှာခန္ဓာ၅ပါးရှိနော်မှန်ပါ တဘာမှမပြုတ်ပြင်မဲနဲ့ပေါ်တာတခုမှမရှိဘူးလို့ပေါင်းနိုင်လို့ကိုယ်ဆံလာတော့ဆုံးဖြတ်တယ်ချာရှင်းမလားရှင်းပါဘူးအနေငယ်ပါရှိတယ်တဘာမှမပြုတ်ပြင်မဲနဲ့ပေါ်လာတာဖြင့်ရှိပါဘူးအကျင်းရုပ်ကြရတယ်ကံနဲ့ပြည်ပြင်လို့ပေါ်လာမဆွနိုင်ဘူးလားဆွနိုင်ပါဘူးအဲဝေဒနာကြတော့ဖတ်တာလည်းပြည်ပြင်လို့ပေါ်ပါဘူးတဘာကြအဲစိတ်ကြတဲ့ခါကြလို့ရှင်းတယ်နာယုကပြည်ပြင်လို့ တရားဓမ္မတွေသိတဲ့ကဲဝင်ဒီနာမရူပတိစီယဝိညာဏံဆိုတဲ့ကဲစိတ်ကြတော့နာယုတစ်ခုကပြည့်ပြင်လိုက်လို့စိတ်ပေါ်မလားပေါ်လာပြည့်ပြင်လို့ပေါ်တဲ့ခန္ဓာ၅ပါးလို့ခြေပိုင်းကမဆုံးနိုင်ရဘူးလားဒါပြန်တရားဓမ္မတို့ပြုပြင်လို့ပေါ်လာတဲ့တရားဘယ်နှပိုက်ရှိပါလဲ။ဒါပြန်အာလုံးတရားနာကြတဲ့တရားဓမ္မတွေသိသိချာချာပြောနေပါတယ်သိချာဟောနေတယ် အထုပိဇာရေဒီနားထောင်ပါဆိုတော့ခန္ဓာငါးပါးပြုပြင်လို့ပေါ်လာတယ်ဗျာမှန်ပါဘယ်လိုမှတ်ကြလဲမှန်ပါပါမှန်ပါပါအဲပြုပြင်လို့ပေါ်လာတဲ့တရားဆိုဒီကသူဆိုင်ရဆိုင်ရကဖတ်တာကပြုပြင်ဝေဒနာပေါ်မှာပဲဟုတ်လားသံဃာပြုပြင်ရုပ်ပေါ်မှာပဲမောင်းနေဒီတိုင်းပြုပြင်ပြင်ရင်းရင်းလို့ပေါ်လာတဲ့ခန္ဓာငါးပါးရှိပါရဲ့မရှိပါဘူးရှင်းကြရှင်းပါခန္ဓာငါးပါးအလိုလိုပေါ်လာတာကဘာလဲပြုပြင်ပါ ြုပြင်တာကအကြောင်းပေါ်လာတာကအကျိုးရှင်းညာရှင်းပါပြုပြင်တာကအကြောင်းပေါ်လာတာကအကျိုးပါအေးဒီလိုသိတာတော့ဩခန္ဓာကိုယ်ထဲမှာရောက်ကြလဲမပါမိမ့်မလည်းပါအကြောင်းနဲ့ကျိုးတွေလည်းရှိပါလားဆိုတာလည်းသိပြီပွားပါတော့မှန်ပါမပွားပါနဲ့ဆိုတော့မရပါဘူးအကြောင်းနဲ့ကျိုးတွေလည်းရှိတယ်လို့နောက်ပါဓမ္မတွေရောရှင်းညာရှင်းပါအကြောင်းထဲမှာလည်း ယောက်ျားမိန်းမငါမပါမှန်ပါအကျိုးတဲ့မှာလည်းယောက်ျားမိန်းမမှန်ပါရှင်းသေးဘူးလားရှင်းပါဒါကနောက်ဆုံးမှာတရားနော်နောက်ဆုံးမှာတရားကိုရှင်းပြနေတယ်ပေါ့မလဲမှန်ပါတရားတခင်ကရမေကြီးငါသိမပြောနိုင်ဘူးကွာတဲ့အာရုံစိတ်ကိုမင်းကကျန်တော့တယ်တဲ့ဒါ၄၅ဟောတဲ့တရားကိုတစ်လုံးနဲ့မင်းတို့ပြုပြန်လို့ပေါ်လာတဲ့တရားလို့မင်းတို့မရှိတဲ့တရားကိုကြည့် မနုကန္နာရှိတဲ့ခန္ဓာ၅ပါးကိုတွေ့ရပြုပြင်လို့ပေါ်လာတဲ့တရားလို့ကမှတ်လို့ရမှာမှန်ပါတရားဓမ္မတွေဘယ်လိုမှတ်ကြမလဲပြုပြင်ပါပါဘုရားနာလာကြတော့ခန္ဓာဘယ်ပါးနဲ့လာကြမှန်ပါအဲငါးပါးနဲ့လာတာကကိုယ်ဘောနဲ့လာတာကပြုပြင်မှုကြောင့်လာနိုင်ကြပြုပြင်မှုကြောင့်အဲဒီလိုကံကမဖြတ်သေးလို့လာနိုင်ကြမှန်ပါ တဘောကြအကျိုးလည်းဘာသာမထုတ်သေးလို့ဝေဒနာခန္ဓာနဲ့ပါကြအကျိုးလည်းဘာသာမထုတ်သေးလို့သိဉ္ဇခန္ဓာနဲ့ပါကြတဘောကြအဲဒီလိုသင်္ခါရခန္ဓာစေနာနဲ့လာကြတယ်တချို့စိတ်နဲ့လာကြတယ်ဆိုတော့ပြုပြင်လို့ပေါ်လာတဲ့တရားနဲ့လာကြမှန်ပါဒါဖြင့်ဒီဘက်ကအသိခွက်ကလေးတွေကပြုပြင်တတ်တဲ့တရားအနိငါးပါးဆိုတဲ့ခန္ဓာငါးပါးကပြုပြင်လို့ပေါ်လာတဲ့တရားဆိုတော့ဩလောကကြီးရဲ့ဘာများရှိပါလိမ့်မလုံးလ ဘောင်းတိုင်းမြန်ဖြတ်လိုက်တော့ခေါ်လာမှန်ပါပါပြုပြင်တတ်တဲ့တရားရဲ့ပြုပြင်လို့ခေါ်လာတဲ့တရားရဲ့ဒါပဲရှိတော့တယ်မှန်ပါသဘောပါလားမှန်ပါပြုပြင်တတ်တဲ့တရားရဲ့ပြုပြင်လို့ခေါ်လာတဲ့တရားဒါဖြင့်ဒီတရားတွေကပြုပြင်လို့ခေါ်လာတဲ့ခန္ဓာ၅ပါးအကျိုးတရားကိုချုံပြီးကြတာဘုရားရှင်ကရမေကြီးကဟောလို့ဟောဒီခန္ဓာ၅ပါးပြုပြင်လို့ခေါ်လာတဲ့တရား အနတ္တဏိကိုဆိုရင်အမှန်တရားမျိုးကိုဝေယရမသင်္ခါရသင်္ခါရပြုပြင်လို့ပေါ်လာတဲ့တရားတွေဝေယရမကုန်နေပါပြုပြင်လို့ပေါ်လာတဲ့တရားဘာဆိုကြကုန်ပါကုန်တာပြုပြင်လို့ပေါ်လာတယ်မောင်းနေပြီးတော့ဘာဖြစ်ကုန်ပါဒါဖြင့်ပေါ်လိုက်ကုန်လိုက်ပေါ်လိုက်ပြောက်လိုက်ဒါရောမင်းတို့သဏ္ဍာန်ရှိတယ်ဆိုတာဖြင့် ါရမင်းတို့တစ်ထစ်ချမဆက်ပါမှန်ပါဘူးသဘောကျပြပြန်လိုက်ရပေါ်လာကြရဘယ်လမ်းဆုံးပါလဲကိုကြီးပြောက်ချင်းမှလမ်းဆုံးမှန်ပါဘယ်မှာလမ်းဆုံးပါကိုကြီးပြောက်ဝဒေကံနေနဲ့ဆင်းရဲပြန်သင်္ခါရပြပြန်နိုင်မှဖြစ်ပေါ်ကြတဲ့သင်္ခါရတရားတွေဒါကပြပြန်လို့ပေါ်လာတဲ့သင်္ခါရတရားနော်ဝေရမှာဒုညင်းဆုံးရင်ပြည့်ပြည့်ချင်းမဲ့ဆုံးရှိကုန် ပြုပြင်လို့ပေါ်လာရဲ့ဗျာဘယ်လိုများသူဘလန်းဆုံးမှာပါလိမ့်မလို့လို့မေးကြရင်မနဲ့ဖြေကြပါဘုရားဘုရားပြန်ဆုံးခြင်းမှာတော့သူစကားကဘယ်မှသွားကြရမရှိဘူးမှန်ပါဒါဖြင့်ခန္ဓာ၅ပါးမှာဓမ္မရဲ့ပူဇော်ခြင်းရလို့ရှင်ဖြစ်ပေါ်တဲ့ဗျာရဲ့ကုံတတ်တဲ့တရားကိုခင်ဗျားတို့ကြည့်ရတယ်မှန်ပါဖြစ်ပေါ်တဲ့တရားကိုကုံတတ်တဲ့တရား ဖြစ်ပေါ်တာကတွေ့မှာကုံနာတွေ့မှာမှန်ပါဖြစ်ပေါ်တာမတွေ့ရဲနဲ့လေကုံနာတွေ့မှာကုံနာမတွေ့နိုင်ဘူးဆိုတာဘုန်းကြီးတရားဓမ္မတွေအရှင်းကြီးရှင်းမလားရှင်းပါဘူးဒါဖြင့်ပြုလို့ကဏ္ဍမှာပြုပြင်ထားတာပဲရှိတယ်ပြုပြင်လို့ပေါ်လာတဲ့တရားကတော့ကုံနာလမ်းဆုံးမှာပဲတဲ့မှန်ပါဘုံရင်းဆုံးရင်းပြည့်ပြည့်ချင်းကိုမောင်းနိုင်ပဲနဲ့တော့လမ်းဆုံးသဘောပါကြပါ ဤဒုပြုရမျက်ပုံကိုကြည်ထမိခောင်မြင်းမွေတောင်ဦးမကကျူသားကျေးဇူးရှင်မွေးမိခင်နှင့်ဖခင်တို့အားရညာပါစေမြဝေးမသွေနေဆာဤကာယကိုစောင့်တပေတဲ့ကိုစောင့်နဲ့လဲမလက်စီရပေးဝင်ငိမ့်မိတ်တဆွေရဆရာသမားဘိုးဘွားကစရင်မယာစာဒေဝိုင်းခအနာဘုံမှာအာဂတ်နဲ့အထူးမလီမြက်ပုံကုတလကိုရကြပါစေမြဝေးတပေတတာတတော်ဟု နာနာလောကအနန္တရိန်ကျက်စုကတတ္တဝါသပုံဝိုးဝနဲ့ဝိညာဉ်ဖြစ်တီတီရှိခုနှစ်ပါးများစွာလုံးစုံပုံသုံးဆက်တဖြစ်ဖြစ်သမျှဝေနေကြအာအမြတ်ကုသို့ပေးဝေလိုထိုကုသဤပုံမူကိုအမြတ်ရကြသည်ရှစ်စီတော်ဝတ်တုံနေဤမြေပါသူတိလာတို့လည်းတတ္တိမှုဒီစီတော်အာလုံးကြားကြားသမျှအမြတ်မြတ်မြတ်ယူတော်မူကြပါကုန်လောတော်သူတာသူတာသူ